ပဲဟင်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်နာမည်တော့မမြမထွန်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဖြစ်တယ်လို့ညစာလေးကိုကျွန်တော်အမျိုးတွေကို share လုပ်တော့မှာဖြစ်ပါတယ်ထူးထူးဆန်းဆန်းမရှိပါဘူးခင်ဗျာဟွန်းပဲဟင်ကျွန်တော်အများအားပြောနေကြကျွန်တော် မင်းဆန်းလို့ရှိရင်ဖဲကအမြဲတမ်းပါအခုဒီမှာတောင်းကမလဲဘူးတော့မနေ့ပြန်အတွက်အဲ2000ဘိုးတယ်နော်ငကိုတော့900ဘိုးပဲရှိတယ်အဲ2000ဘိုးဇတော်ပဲမနေ့ပြန်အာမနေ့မောင်းလင်း breakfast ထမင်းနဲ့ပဲပြုံးနဲ့စားဖို့တော့ကြိုပြီးဝယ်တာအဲ့တော့ကြိုတင်ပြင်ဆင်မှုတော့လုပ်ရတာပေါ့နော်ဒီနေ့ညစာကတော့ပဲဟင်းကလပဲ မနေ့ပြန်မနေ့ပိုင်းကကြတော့ဇော်ပဲမနေ့ပြန်အတွက်ဒီနေ့ညဆိုကြိုဝဲရတာဟောသမင်းမစားရလဲလောလောဆယ်၃ရက်တစ်ပတ်လောက်ကအရင်မစားဖြစ်ဘူးဟုတ်ပါတယ်ဟုတ်ပါတယ်သမင်းလည်းပြုတ်ပြုတ်ပဲစားရအစာအိမ်နည်းနည်းရောင်သွားတာလေအစာအိမ်နည်းနည်းရောင်သွားတဲ့အတွက်သမင်းကိုအရင်မမာကြီးတွေစားလို့မရဘူးခုက၃ရက်လောက်ဟာအုတ်ဂျုံနဲ့နှစ်ပတ်သွားနေရတာစံပြုတ်ကြက်သားစံပြုတ်နဲ့ဒီနေ့က လပဲဟင်းကလပဲဟင်းကိုပျော်ပျော်လေးဆမ်းပြီးတော့ဆွဲလိုက်တော့တာသမင်းနည်းနည်းပဲထက်လိုက်တယ်သမင်းကကျတော့ဟောပေါ့တရာတရာ50ကဏ္ဍလောက်တော့ရှိမှာဒါတော့စိတ်သားစိတ်သားချက်ပါတယ်ဒါတော့စိတ်သားချက်ပါတယ်အမေသားလည်းမစားဘူးဆိုတော့ဒါတော့မနေ့ကထားတယ်မနေ့ကကြံတယ်ဟောလဲဇီဝတီဇီဝတီလေး စီဗူဒီကိုပြုတ်ပြုတ်ပြီးတော့နှမ်းလေးနဲ့စွဲမယ်ပေါ့နော်အဲ့လိုလေးပါပဲရနေနေစားဖြစ်တယ်ပဲရမနဲ့မနဲ့မပိုင်ညနေညနေမပိုင်နေခင်းအဲ့လိုပေါ့တစ်ချိန်တော့ပအောင်စားဖြစ်တယ်မနဲ့ပြန်အတွက်ကိုဒီနေ့ညနေရကြိုပြီးတော့စီတွေစီစဉ်ထားရတာမနဲ့ပြန် breakfast စားဖို့အတွက်ကိုမနဲ့ပြန်ပဲနဲ့ထမင်းနဲ့စားမှာပေါ့လေ အဲ့လိုလေးလေးရှိတယ်ဝေလော်တွေအတွက်ဘာကိုဘာကို share တဲ့လုပ်ချင်တာလဲဆိုတော့လူတွေအားလုံးကသမင်းစားလို့ရှင်သမင်းစားပြီးပြီဆိုလို့ရှင်ချက်ချင်း time လိုက်ရတယ်ထိုင်လို့ရှင်လဲဒီလိုဒီလိုစတီကုံနဲ့ဆိုလဲမက်မက်ထိုင်နေလို့ပါရှားရင်ခါလေးကုံပြီးတော့သမင်းစားပြီးအလော့ဆောင်လာတယ်ဖုန်းကကြပြားကဲကောက်ကိုင်းတော့ထိုင်လိုက်လဲပိုက်ကြိုဖြစ်ပြီးတော့ထိုင်တယ်အဲ့လိုပုံစံကြီးရှင် မထိုင်သင်ဘူးပေါ့နော်ထမင်းစားပြီးပြီးချင်းမလုပ်ရမလဲအစားပြီးပြီးချင်းမနေ့နေ့လည်ညအစားစားပြီးချက်ချိန်တိုင်းအချိန်တိုင်းမှာမိနစ်20လမ်းလျှောက်ပါအစားနဲ့အနည်းဆုံးတနားလောက်ချားမှအိတ်ဆက်အနားယူပါမိနစ်20လမ်းလျှောက်ပြီးမှထိုင်ပါနော်ကွန်ပျူတာသုံးတဲ့လူပဲဖြစ်ဖြစ်ဖုန်းသုံးတဲ့လူပဲဖြစ်ဖြစ်အစားစားပြီးတဲ့အချိန်ဆိုလို့ရှိရင် မိနစ်20လမ်းလျှောက်လမ်းလျှောက်ပြီးမှဒါမှမဟုတ်လမ်းလျှောက်ဖို့အချိန်မရှိဘူးကွန်ပျူတာလက်တော့သုံးရမယ်ဆိုလို့ရှင်လည်းမတည့်ရက်ကီးဘုတ်ကိုနှိပ်ပါလို့အကြံဉာဏ်လေးပေးရှင်ပါတယ်ဗျနောက်တစ်ခုကကြာလူတွေတော်တော်များများဟာဝိလောသမိုင်းဆိုလို့ရှင်အစာမနေ့နေ့လေပေါ့နော်ညစာပေါ့စသီကတည်းအချိန်3ချိန်ရှိရအစာစားတဲ့အချိန်မှာဆိုလို့ရှင်သမင်းနဲ့ဟင်းနဲ့နှဲပြီးတော့ဟင်းအနှစ်တွေနဲ့နှဲစားတဲ့အကျင့်နဲ့လောက်ကြတာအဲ့တော့ အဓိကကျွန်တော်အများနဲ့ပြောနေကြလေးပါဘူးရွက်ဖယုံရွက်ကြိုက်လဲဟင်းနုံွယ်ဗီတာမင်အုပ်စုပေါ့နော်အပတ်မွေစိမ်းတို့ပါကညွတ်တို့အရွက်ကလေးတစ်မျိုးပါအောင်စားပါအဲ့တော့အဲ့အရွက်ကလေးတို့အရင်စားမယ်ဥပမာစားပါတော့ပတ်မွေစိမ်းမှဖြစ်ဖြစ်ကညွတ်ပဲဖြစ်ဖြစ်တစ်ခုခုပေါ့နော်အာအရွက်အရွက်ကြော်ကိုအရွက်ကလေးတို့အရင်စားပါအရွက်ကလေးတွေအရင်စားမယ်အခုလိုပဲဟိမဲ့ဖြစ်ဖြစ်ချင်းဟိမဲ့ဖြစ်ဖြစ်အရေးတောက်လို့ရပါတယ်အရွက်တွေ protein dash အသားတွေ အသားတော့ body building နေလို့ရေလုံးပြုတ်စားပါလို့တော့မပြောလို့ပါဘူးเนาะ CEO အနေချင်းလေးနဲ့အာစီပြန်ရေချမ်းလေးချက်ပြီးစားမယ်ဆိုတော့စားလို့ရပါတယ်เนาะအော်ပြောချင်တာကအသားကိုစားမယ်အရွက်ကိုစားမယ်နော်ချင်းဟင်းနဲ့ပဲင်းနဲ့တောင်းလို့ရပါတယ်နော်အဲ့ဒါအရင်အရင်တောက်ပြီးပြီဆိုတော့သမင်းဖြူကိုနောက်ဆုံးပိတ်မှသမင်းဖြူကိုတည်တံ့စားပါလို့အကြံဉာဏ်ပေးချင်ပါတယ်သမင်းနဲ့ဟင်းနဲ့အတူတူရောပြီးတော့ မစားပါနဲ့လို့ကျွန်တော်အဲ့လိုလေအကြံဉာဏ်လေးပေးချင်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့ထမင်းကဥမာ100ကမ်းထမင်းပကံတဲ့ကိုထည့်လိုက်တယ်ဆိုပါစို့ဟင်းရလဲအာဥမာဟင်းရလဲဟိုအစီအစဉ်အချုံငန်နေရှောင်းနေတဲ့အချိန်ဆိုတော့စားလို့ကကောင်းနေတာเนาะခရွေးကလိုက်နေတယ်ပေါ့အဲအဲ့လိုလေးရှိတယ်အဲ့ဆိုတော့ထမင်းနဲ့ဟင်းနဲ့နှဲလိုက်စားလိုက်ဟင်းရင်လေးတောက်လိုက်ထမင်းလေးစားလိုက်အသားလေးစားလိုက်ဆိုတော့ထမင်းကတင်းတိမ်မှာမဟုတ်ဘူးထမင်းကတင်းတိမ်မှာမဟုတ်တော့ထမင်းနေနေလောက်ထဲပါအောင်မယ် မရသေးဘူးနည်းနည်းတော့ထည့်ပါအောင်ဆိုတော့တော့ထမင်းကနည်း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 များသွားအချိန်ဆများသွားအောင်အဲ့ဒါကြောင့်မလို့အသားတွေကိုအသားတွေအရွက်တွေကိုချေဟင်းတွေကိုပဲဟင်းတွေကိုအရင်စားပါတောက်ပါပြီးပြီဆိုမှထမင်းဖြူကိုဘယ်လောက်စားမှလဲအညာဘက်ဆိုရင်တော့အနည်းဆုံး50ကမ်းလောက်ပဲကောင်းပါလေဗျညာဘက်ဆိုရင်တော့ကျွန်တော်တို့ဟိုရင်းနှီးတော့အကြမ်းမကန်လုံးတစ်လုံးစားလေးရအဆင်ပြေပါတယ်ဗျအဲ့ဒါဆိုရင်စိတ်ကျဉ်းနှံ့မှုလည်းရှိပါတယ် မနက်ပိုင်းကတော့ပြဿနာမရှိဘူးလေမနက်ပိုင်းကတော့150ဂရမ်လောက်စားတာဘာမှမဖြစ်ဘူးအဲ့လိုလေးရှိရယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့အစာစားပြီးလဲစားပြီးလဲစောင်းတာလည်းပြောပြီးမထိုင်ပါနဲ့မိနစ်20လမ်းလျှောက်ပါအိပ်မယ်ဆိုလို့ရှိရင်လည်းအစာနဲ့တနားလောက်ချက်မှအိပ်ပါလို့ကျွန်တော်ကတော့အကြံဉာဏ်လေးပေးခြင်းပါတယ်ဒါကျွန်တော်ကကျွန်တော်ထမင်းစားတဲ့အချိန်နဲ့ကြုံလို့ရမှကျွန်တော် share လုပ်ခြင်းဖြစ်ပါတယ်เนาะကျွန်တော်ဘွဲ့ထဲမှာ အမားတွေပါခဲ့မယ်ဆိုရင်လည်းကောင်းမှန်ပါတယ်ဘိုင်ဘိုင်